ဝင်းကြီးချုပ်ပေတောင်တန်ရှင်နာဝထရာကိုလွှတ်တော်တွင်အယုံကြည်မရှိအဆိုတင်သွင်းဖို့ကြိုးပမ်းမယ်လို့ပြီးခဲ့တဲ့အပတ်တွင်ထိုင်းအာဏာရညွန်မောင်းအစိုးရအဖွဲ့ကနှုတ်ထွက်ခဲ့တဲ့ဝန်ကြံထိုင်းပါတီကပြောပါရယ်အိနီချင်းကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်အငင်းပွားမှုကင်တွယ်ပုံနဲ့ပတ်သက်လို့ပြည်သူတွေရဲ့ဖိအားပေးမှုခံနေရတဲ့အသက်38နှစ်အရွယ်ပေတောင်တန်အတွက်လာမယ့်အပတ်လွှတ်တော်တွင်အဆိုတင်သွင်းမှုဟာပထမဆုံးလွှတ်တော်ဆိုင်ရာစမ်းသပ်မှုဖြစ်လာပါမယ် ူရဲ့ပြုမှုကိုစုံစမ်းစစ်ဆေးဖို့အထက်လွှတ်တော်အမတ်တွေပါတဲ့အဖွဲ့တစ်ဖွဲ့ကဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ထံတိုင်ကြားမှုကြောင့်ပေတောင်နံဟာတရားရေးဆိုင်ရာစစ်ဆေးမှုရင်ဆိုင်နေရပါတယ်။ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကြောင့်သူဟာယာရုကဖေရှားခံရနိုင်ပါတယ်။ အစိုးရစန့်ကျင်ရေးအဖွဲ့တွေကလည်းပေတောင်နံကိုယာရုကနှုတ်ထွက်ဖို့တောင်းဆိုမဲ့ဆန္ဒပြပွဲတစ်ခုကိုဇွန်လ28ရက်ကစပြီးပြုလုပ်ဖို့စီစဉ်နေပါတယ်။ဝန်ကြီးချုပ်ကိုယုံကြည်မရှိအစိုးတင်သွင်းမှုကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။အခြားအတိုင်းခံပါတီတွေကပါအဆိုကို ထောက်ခံဖို့ဖိတ်ခေါ်ပါတယ်လို့ဘွန်ဂျန်တိုင်းပါတီရဲ့ပြောရေးဆိုခွင့်ရှိသူစွန်ချိုင်းကပြောပါတယ်ဘွန်ဂျန်တိုင်းပါတီကအမတ်နေရာ69နေရာရှိပြီးတော့ လွှတ်တော်ကဇွန်လ3ရက်မှလွှတ်တော်ပြန်ခေါ်ခြင်းအယုံကြည်မရှိအဆိုတင်သွင်းမှုတခြားလွှတ်တော်အမတ်30ဦးရဲ့ထောက်ခံမှုလိုအပ်မှာဖြစ်ပါတယ်။လွှတ်တော်အမတ်ထက်ဝက်ကျော်ရဲ့ထောက်ခံမှုရရှိထားလို့ထိုင်းဆိုရဖွဲ့ကမစိုးရိမ်ဘူးလို့ခရီးသွားလာရေးဝန်ကြီးနဲ့ဖူထိုင်းပါတီအထွေထွေအတွင်ရေးမှုဆိုရာဝေါင်က ပြောပါရယ်။ကျွန်တော်တို့မစိုးရိမ်ပါဘူး။ဒါကအတိုက်ခံတွေရဲ့အလုပ်ပဲလေလို့သူကဆိုပါရယ်။ ညွန်မောင်းဆိုးရအဖွဲ့ကအစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းရေးကိုဖြည့်ရှင်းခဲ့ပြီးဒေါ်လာ3.5ဘီလီယံတန်ကြီးရှိအခြေခံစောင့်စီမံကိန်းတွေကိုအတည်ပြုခဲ့တယ်လို့ပေတောင်နန်ကပြောပါတယ်။ပါတီကောင်းဆောင်အလုံးကိုကျမပြောပြပါပြီ။ညွန်မောင်းပါတီတွေဟာအပြည့်အဝထောက်ခံမှုရရှိထားပါတယ်လို့၎င်းကဆိုပါတယ်။ အစ္စရေးနိုင်ငံကိုစိတ်ပြတ်မိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောခဲ့ပြီးအစ္စရေးနဲ့အီရန်ကအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးနဲ့အီရန်ကဘာတွေလုပ်နေတယ်ဆိုတာမသိဘူးလို့ဒီဟိတ်မျိုးမှာကျင်းပမဲ့နေတိုးထိပ်သီးဆွေးနွေးပွဲကိုမထွက်ခွာမီဒေါ်နယ်ထရန့်ကအင်ဖြူရာမှာသတင်းတောက်တွေကိုပြောပါတယ်။အီရန်အစ္စရေးအပြစ်ခတ်ရစဲရေးချိုးဖောက်တဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်သူကအခုလိုပြောကြားခဲ့တာပါ အစ္စရေးနဲ့အီရန်တို့ကြားဆက်နရကြားစစ်ပွဲကိုအဆုံးသတ်ခဲ့တဲ့အပြစ်ခံရစဲရေးဟာအင်္ဂါနေ့မှစတင်အသက်ဝင်ခဲ့ပါတယ်။အီရန်ကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဆိုပြီးတီဟီရန်မြို့ကိုတိုက်ခိုက်ဖို့အစ္စရေးကောင်ကွယ်ဝင်ကြီးအစ္စရေးကန့်စ်ကအစောပိုင်းမှာစစ်တပ်ကိုအမိန်ပေးခဲ့ပါတယ်။အီရန်ကအစ္စရေးရဲ့ပြောဆိုချက်ကိုညှင်းဆန်ပြီးမြေတီတိုက်ခိုက်မှုကိုမဆိုပြတ်သားစွာလက်တုံ့ပြန်မှုခရီးပြုလိုက်ပါတယ်။အပြစ်ခံရစဲရေးကိုကနအူးမှဒေါ်နယ်ထရန့်ကကြေညာခဲ့ပြီး အီရန်ကအရင်ဆုံးအပြစ်ခတ်ရစဲကနောက်ထပ်12နာရီကြာမှအစ္စရေးကအပြစ်ခတ်ရစဲရမှာဖြစ်ပါတယ်။အီရန်နိုင်ငံဟာဇွန်လ23ရက်ကကာတာနိုင်ငံရှိအမေရိကန်စစ်ဘက်အခြေစိုက်စခန်းတစ်ခုကိုဒုံးကျည်တွင်တိုက်ခိုက်ခဲ့လို့တင်းမာမှုတွေမြင့်တက်စေခဲ့ပါတယ်။အမေရိကန်ကြောတောက်နောက်ခံပြုအစ္စရေးစစ်တပ်ကအီရန်ကိုဇွန်လ23ရက်ကစပြီးတိုက်ခိုက်ခဲ့ရာအီရန်ကအစ္စရေးကိုလက်တုံးပြန်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။